ချမ်းသာတဲ့လူငွေကြေးရှိတဲ့လူပေါ့ဗျာငွေကြေးတတ်နိုင်သူဟလာပညာသင်ကွင်းရလို့ကျောင်းတက်ခွင့်ရခဲ့တဲ့လူတွေအခွင့်အလမ်းရတဲ့လူတွေအ ਨੇ စုကကျန်တဲ့လူအများစုကြီးပေါ့ပါအမျက်ထုတ်အသုံးချဖို့ခွင့်အရေးကြာသွားလိမ့်မယ်ကျွန်တော်အမျက်ထုတ်အသုံးချမယ်လို့မဆိုလို့အသုံးချနေတဲ့လူတွေရှိလိမ့်မယ်ရှိရင်အလွယ်တကူအသုံးချလို့ရတော့ဒါကဒီလူငယ်တဦးချင်းစီရဲ့ကိုပိုင်ဘဝထက်ပိုပြီးဆိုးရွားတဲ့အခြေအနေမျိုးကိုမြမလူဖွဲ့စည်းတစ်ခုလုံးကြုံလာရနိုင်တယ်ကိုကြောပါ ကြုံလာရနိုင်တယ်။ဒီအခြေအနေကိုကျွန်တော်တို့မပြောင်းနိုင်မပြင်နိုင်မကယ်နိုင်မကုနိုင်ရင်ကျွန်တော်တို့လူအဖွဲ့အစည်းသည်တကယ့်ကိုဟလာဟို face state လို့ပြောတာလေပို့ face state ဆိုတာနိုင်ငံကြီးကကြဆုံးတယ်လူဖွဲ့စည်းတွေကြဆုံးတာပေါ့ဗျာလူဖွဲ့စည်းဆိုတာဆိုတော့လူတွေနဲ့တိုက်ရိုက်သက်ဆိုင်တာကျွန်တော်တို့လူဖွဲ့စည်းဒီမြန်မာလူဖွဲ့စည်းဒီဒီထက်ပိုပြီးတော့ဆင်းရဲဒုက္ခရောက်မဲ့လူဖွဲ့စည်းဖြစ်လာမဲ့ BND ရဲ့ကြီးရှိနေတယ်လို့ကျွန်တော်ယဉ်နာနာယဉ်နေနေပဲပြောရမှာပဲကိုကျော